အားလုံးပဲမင်္ဂလာပါဒီကနေ့မနက်အစောပိုင်းမှာကစားခဲ့တဲ့ဒါ Club World Cup ပြိုင်ပွဲရဲ့16တင်းအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea အသင်းနဲ့ Benfica အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Chelsea ကကျွန်တော် Benfica နဲ့တွေ့တိုင်းအဆင်လာရအနိုင်ရလေးရှိတဲ့အတိုင်းပဲဒီနေ့ပွဲမှာလည်းကျွန်တော်တို့ဒါအခြေစွမ်းအတာကျွန်တော်အနိကိန်းကနေအချက်လိုက်ရအတာနဲ့ပဲကျွန်တော်တို့ဒါပွဲပြီးမှဖိုးဝမ်းရလတ်နဲ့ဂိုးပြတ်အနိုင်ယူပြီးတော့မှ Chelsea အသင်းကတော့ Club World Cup ပြိုင်ပွဲရဲ့ quarter final အဆင့်ကိုတက်သွားနိုင်ခဲ့တယ် တော့ဒီနှစ်ပွဲကကျွန်တော်တို့အမှန်တမ်းပြောရရင်တော့ဟိုချဲဆီကဒီပထမပိုင်းရောဒုတိယပိုင်းရောအချိန်ပိုမိနစ်30မှာရောအာကျွန်တော်တို့တပွဲလုံးကို totally dominate လုပ်ပြီးတော့မှကစားသွားသလို Chelsea အတည်းရ club ဒီပေါ်လေကျွန်တော်တို့ဒါ war club player တွေဖြစ်တဲ့ queen လေကစားသမားဖြစ်တဲ့ Moises Caicedo တို့တစ်ဖက်က Romeo Lavia အဆို Fernandez အတွဲကတကယ်ကို solid ဖြစ်ခဲ့ပြီးတော့မှတစ်ဖက်က Vinvica queen လေကစားသမားတွေကိုဘာမှကျွန်တော်တို့ဒါ chance တွေလုံးမရအောင်ကို ပိတ်ဆို့ကစားသွားနိုင်တာတွေ့ရတယ်ဆိုတော့ဒီတပွဲမှာခန်းစစ်ကလည်းကျွန်တော်တို့ဒါ solid ဖြစ်ခဲ့တယ်လို့ဒီပေါ်လေပထမပိုင်းမှာ Chelsea အသင်းက6ရနိုင်ချေရှိတဲ့ chance တွေတော်တော်လေးရတယ် ဖကဗေဖီကခန်းစီကစားမဂိုးသမားကောင်းခဲ့လို့ချဲစီကပထမပိုင်းမှာတည်းကကျွန်တော်ဥဆောင်ကိုမရခဲ့တာဒုတိယပိုင်းကျွန်တော်တို့စလို့ပေါ့လေဒါ64မိနစ်မှာဒီကျွန်တော် area take စောင်းစောင်းလေးပါပဲဒါကျွန်တော်တို့ဒီ free kick ရတယ်ဒီ twin goal ကိုတော့ဒါကျွန်တော်တို့ race chain ကအလပအသေးသက်ဆုံးကျွန်တော်ဂိုးသမားရဲ့ဒီသူတကယ်ဆိုသူ site ဘက်မှာပဲရှိတယ်ဒီအနေထောက်တောင်ချင်းတော့ပိတ်သွင်းပြီးတော့မှ Chelsea ကဥဆောင်ကိုရစ်စရတယ် ဒီနောက်ပိုင်းမှာလည်း Chelsea ကတောင်းလျှောက် Benfica ကိုဖီအားပေးကစားနိုင်တယ်လို့ကျွန်တော်ကန်ဆိုးစွာနဲ့ပေါ့လေဒီနေ့ပွဲမှာဒါပွဲပြီးကိုပွဲပြီးဖို့9မိနစ်လောက်အလိုမှာကျွန်တော်တို့ကဒီရာသီဥတုအခြေအနေကြောင့်မို့လို့ပွဲကိုကျွန်တော်ရက်လိုက်ရတယ်ဒါကတော်တော်ဆိုးသွားတယ်2နာရီနီးပါးလောက်ပွဲရက်လိုက်ရတဲ့အနေအထားမှာ ဒီနိဗျအန်ဆိုမာရစ်ကကလည်းကျွန်တော်တို့ဒါ conference မှာပြောထားရတူဝေဘီ conference မှာအာကျွန်တော်အဆင်မပြေဘူးပေါ့လေကစားသမားတွေကိုကျွန်တော်တို့ဒီနှစ်နာရီအတွင်းမှာဒီသူတို့ရဲ့စိတ်သက်တွေအဲကြမသွားအောင်နောက်တစ်ချက်ကဒီပွဲပေါ်မှာအာယုံစူးစိုက်မှုရအောင်ကျွန်တော်အများကြီး ဘယ်လိုပြောရမလဲ trying ရရတယ်ဆိုတဲ့အကြောင်းလည်းသူပြောထားတယ်ဒါ maybe ဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအာကျွန်တော်မိုးချိုးအန်ဒီရရှိတယ်ဆိုတဲ့အနေထားဟာကစားသမားတွေနဲ့အတူသူ့မိသားစုလည်းစိတ်ပူတဲ့အနေထားတခြားသောဒီဆိုးချိုးတွေမဖြစ်အောင်လို့ဒါပွဲရလောက်ရက်လိုက်တဲ့အနေထားမှာတော့ဒါကျွန်တော်တို့ဒီအမှန်တမ်းပြောရရင်တော့အချိန်ပုံမိနစ်30မကန့် ရသည့်မဲနဲ့ကျွန်တော်တို့ကန်လိုက်ရတဲ့အနေအထားဖြစ်သွားတယ်ချက်စီကစားမားတွေကျွန်တော်တို့ဒါပြန်ဝင်လာတဲ့အချိန်မှာဒီအန်တီကင်းသွားလို့ပြန်ဝင်လာတဲ့အချိန်မှာအားလုံးဟာအကြောင်းစီစီဖြစ်သွားတယ်ဆိုတော့အချိန်ဆက်တွေလွဲသွားတယ်ထိုင်မင်လွဲသွားဒီအချိန်ဒီမှာဒါကျွန်တော်တို့မိနစ်60ပြည့်သွားတယ်အချိန်ပို6မိနစ်ပေးတဲ့နေရာမှာမယ်လဂူစတို အလားထိခဲ့တယ်ဆိုတဲ့အနေအထားအကြောင်းမို့လို့တစ်ဖက်ကဒီမာရီယာပိတ်သွင်းပြီးတော့ကျွန်တော်ဝမ်ဝမ်ဖြစ်သွားတယ်ဆိုတော့အဲ့ဒါပိုဆိုးသွားတယ်ဘာကြောင့်လဲဆိုတော့အာဂူစတိုအနေနဲ့ကဒီနေ့ပွဲမှာအိုဘာလုတ်တ်ကစားတယ်ဒါပေမဲ့ပရက်ဆင်အနေပြသူပေးတာတွေကကျွန်တော်တို့ကိုယ်သမားကိုယ်ကစားသမားတွေစီမရောက်ဘူးတော်တော်လေးအားနည်းချက်တွေဝိပွားနေအများကြီးရှိတယ်ပဲလေဂူစတိုကဆိုတော့ဆိုဟိုကျွန်တော်တို့ဒါ အချိန်ပိုပြည့်သွားတယ်အချိန်ပို3မိနစ်30ထပ်ပေးတဲ့နေရာမှာတစ်ဖက်ကဗင်ဖီကာကစားသမားဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့လို့ဒါနှစ်ဝတ်တနေနဲ့သူထွက်ရတယ်ဆိုတော့တယောက်ယောက်သွားတဲ့ဗင်ဖီကာဟာလုံးဝကစားပုံဖြိုဖျက်ဖြစ်သွားပြီးတော့မှဒီကြားထဲမှာဒါခရစ်စတိုဘာအန်ကူကူကဒီကိုသမားဖလက်ဖြစ်ပြီးပြန်ထွက်လာတဲ့အနေထားကိုအော်ရမန်ဒီပိတ်ပိတ်တယ်ဒါပေမဲ့လို့ဒါကျွန်တော်တို့ဒီတစ်ဖက်ကပေါ့လေခရစ်စတိုဘာအန်ကူကူနှစ်ဆင့်ပြန် ကန်လိုက်တဲ့နေထားမှာဟန်ချက်ပြက်နေရတော့ဒါပြန်ပြီးတော့မှကန်လိုက်တဲ့နေထားမှာ chance ကထူးပွားပြစ်သွားတဲ့နောက်ပိုင်းမှာတော့ ဒီ momentum ပြန်တက်လာတဲ့ Chelsea အစတွေကပွဲကိုထိန်းချုပ်ထားတဲ့ Chelsea နဲ့တစ်ဖက်မှာကျွန်တော်တို့ဒီတယောက်ယောက်သွားတဲ့အပြင်အာကျွန်တော်ဒီပေါ့လေကစားပုံရအရင်ကြီးမကောင်းတဲ့ Benfica ကကျွန်တော်စိတ်ဓာတ်တော်တော်ကျသွားတာတွေ့ရတယ်ဆိုတော့ဒီမှာရာတို့ကိုတိုင်းကိုကျွန်တော်တို့ဒီ underdog ဖြစ်သွားတဲ့အနေအထားတွေ့ရတယ်ဒီနောက်ပိုင်းမှာတော့ Chelsea က Spain လို့တွေပို့ရလာတယ်အထူးသဖြင့်တော့ counter attacks တွေပို့ရလာတယ်ဆိုတော့ကစားလူစားဝင်ကစားသမားတွေ fresh ဖြစ်တိုင်းရဲ့တပွဲလုံးတိုက်တာရအကောင်းတဲ့ပတ်စုံနဲ့တိုးရဲ့ယုံအားတွေကြောင့်မို့လို့ တိတ်မကြောက်တာကျွန်တော်တို့ပတ်စုံတဲ့သူကနောက်ထပ်ထပ်ပြီးတော့မှဒါပေါ့လေနှစ်ခုအသုံးခုမြောက် အာအတွင်းကိုတကူထက်ရတယ်ဒီနောက်ပိုင်းမှာတော့ဒါကျွန်တော်တို့ chance တွေထက်ထက်ရတယ်ထက်ရတယ်ကျွန်တော်တို့ Chelsea အတင်းကပဲကိုရနိုင်ခြင်းရှိတဲ့အခြေအနေတကူဖန်တီးရင်းနဲ့ပဲလူစားဝင်ကစားသမားဖြစ်တဲ့ Jubilee Hall ကဒါကျွန်တော်တို့ဒီနောက်ထပ်ပေါ့လေ Stoker မြောက်ကိုတွန်းပြီးတော့မှ Chelsea ကထိုက်ထိုက်တန်တန်ပဲ Benfica ကိုဖိုးဝမ်းရလနဲ့အနာယူပြီးတော့မှကျွန်တော် Club World Cup ပြိုင်ပွဲရဲ့အာကျွန်တော် Quarter Final အဆင့်ကိုတက်သွားနိုင်ခဲ့တယ်မနိုင်ပြောရင်ကျွန်တော်ပွဲချိုတော့ကပြောခဲ့သလိုပဲ Benfica နဲ့ Chelsea ကြားမှာ ကစားသမားတွေက weak point တချို့ရှိနေတယ်လို့ပြောခဲ့တယ်လို့ပဲ Chelsea ကအားသာချက်တွေအများရှိခဲ့တယ်။ဒါပြင်ကျွန်တော်တို့ဒါဒီတစ်ဖက်ကဘေးဘေးကကစားသမားတွေကအသက်အရွယ်ရလဲတချို့ကစားသမားတွေကဒီလူငယ်ကစားသမားတွေလက်ရှင်မကစားနိုင်တဲ့အခါနေရာလွတ်တီပေးရတဲ့အနေအထားလည်းဖြစ်တယ်။ဆိုတော့နီးပြအန်ဆိုမာရစ်ကလည်း Chelsea အသင်းအတွက်တော့ဒါကျွန်တော်တို့ပိုကောင်းတဲ့အလားအလာတစ်ခုဖြစ်တယ်လို့ဒါကျွန်တော်တို့ဒီအစင်လာရအသာရလေးရှိတဲ့ Benfica ကိုလည်းနောက်တစ်ချိန်ထပ်ပြီးအနိုင်ယူပြီးတော့မှဒါတွဲဆုံမှု၄ချိန်စလုံးကိုအနိုင်ယူပြီးတော့ကျွန်တော် quarter final အဆင့်ကိုထပ်ထပ်တန်တန်တက်သွားဖြစ်တယ်။ဒီအနေအထားမှာတော့ဒါ ျွန်တော်တို့ quarter final မှာတစ်ဖက်က farmia အတင်းနဲ့ကစားမှာဖြစ်ပြီးတော့ပါ chelsea တင်းနေတဲ့ farmia ကိုလည်းထပ်ပြီးအနာ unite ခဲ့ရင်တော့ကျွန်တော်တို့ဒါအကောင်းဆုံးသောအခြေအနေတစ်ခုကိုထပ်ပြီးပိုင်ဆိုင်ရမှာဖြစ်တယ်ဆိုတော့ဒီဒီပွဲမှာတော့ chelsea ကထိုက်တဲ့တန်တန်ပဲအနာယူပြီးတော့မှ quarter final အဆင့်ကိုတက်သွားပြီပေါ့လေဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်